ဝါရင်နိုင်ငံရေးသမားတအုပ်ဖြစ်တယ်လို့ကြပြစီယာစာရေးစီယာတအုပ်လည်းဖြစ်တဲ့ဦးလှစောကွဲလုံးမှုဟာရခိုင်ပြည်သူတွေနဲ့နိုင်ငံအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့နိုင်ငံရေးအတိုင်းအဝိုင်းမှာပြောဆိုနေကြပါတယ်။ကေခိုင်ကသတင်းပေးပို့ထားပါတယ်ရှင်။ဒီမိုကရေစီပုံကျင်းလာရင်စစ်ပုံကျဲလာမှာပဲ။စစ်ပုံကျင်းရင်ဒီမိုကရေစီပုံကျဲလာလိမ့်မယ်။အဲ့တော့တမနာမှာတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွဲ့ကြီးမှာတာဝန်ရှိတာတူမလား။ ရခိုင်ဝရဲ့နိုင်ငံရေးသမားတဦးဖြစ်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အရခတက်တော် AA ရဲ့နိုင်ငံရေးမှူးတဦးလေးဖြစ်တဲ့ဦးဦးလာစောဟာပြီးခဲ့တဲ့မေလ9ရက်နေ့ညပိုင်း7:00နာရီကျော်လောက်ကလေကြောင်းကင်ဆာနဲ့ကွယ်လွန်တော့ခဲ့ပါတယ်။ဦးဦးလာစောကွယ်လွန်ချိန်မှာအသက်80နှစ်ရှိပြီဖြစ်ပြီးလေကြောင်းကင်ဆာနဲ့ဆေးရုံမှာဆေးကုသမှုခံယူနေတုန်းမှာပဲကွယ်လွန်တော့ခဲ့တာပါ။ ဥဥလာစွာကွန်လန်တော်မူအပေါ်ရှစ်စစ်ရှစ်မျိုးဆက်ចောင်းသားခေါင်းဆောင်ဟောင်းတူဖြစ်တဲ့ဥမြအေကသူ့ရဲ့လူမှုကွန်ရက်အစာမျက်နှာမှာ80လေးမျိုးဆက်နိုင်ငံရေးသမားဥဥလာစွာကွန်လန်အနှိမ့်ဆက်ရောက်တော်တာကြောင့်အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ရခိုင်တမျိုးသားလုံးအတွက်နှမျောတက်တာရတဲ့ဆုံးရှုံးမှုတစ်ခုလို့မြင်မိပါတယ်။ပြည်ထောင်စုတစ်ခုအတွက်လည်းအမျိုးအမြင်ကြီးတဲ့နိုင်ငံရေးသမားခေါင်းဆောင်ခေါင်းတယောက်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်လို့យေတာထားပါတယ်။ ရခိုင်ဝန်ရဲ့နိုင်ငံရေးသမားဦးဦးလာစောကွင်လန်တာဟာရခိုင်ပြည်သူလူထုအတွက်သာမကမြန်မာတနိုင်ငံလုံးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့စာရေးဆရာတဦးလေးဖြစ်တယ်လို့လူမှုရေးတက်ကြွလှူရှားသူလေးဖြစ်တဲ့ဆရာဝေဟင်အောင်ကပြောပါတယ်။ပလန်သွားတာကကြာရင်ရခိုင်တမျိုးသားလုံးတင်မကမြန်မာတနိုင်ငံလုံးအတွက်ပါဆုံးရှုံးမှုကြီးမားတယ်လို့ပြောလို့ရတယ်ဗျ။ဒီမြန်မာနိုင်ငံအပြောင်းအလဲဒီမိုကရေစီရရှိရေးဖေရီနိုင်ငံပေါ်ထွန်းရေးအတွက်တစိမ့်မမဆောင်ရွက်ခဲ့တဲ့အပိုင်းတွေအများကြီးတွေ့ရတယ်။ ူရဲ့နောက်ဆုံးနေဝင်ခြင်းဟာဆိုလို့ရှိရင်ဒီ ULAAA ရဲ့ Rekita Lansing ပေါ်မှာဖက်တွေ့ပြီးတော့ ULAAA ရဲ့အလံအောက်မှာတာဝန်ထမ်းဆောင်ပြီးရခိုင်အမျိုးသားပြည်ပြင်ပြောင်းလဲရေးအတွက်သူနောက်ဆုံးဆောင်ရွက်ခဲ့တဲ့အပိုင်းတွေရှိရပြောမယ်ဆိုရင်နိုင်ငံရေးကိုလှုပ်ခေသည့်အပြင်လူထုအတွက်စာပေနဲ့တန်လှန်ခဲ့တဲ့အပိုင်းတွေအများကြီးရှိရ ဥဥလာစောဟာចောင်းသားဘောကလေးကနိုင်ငံရေးလှုပ်ရှားမှုတွေចောင်းသားအရေးလှုပ်ရှားမှုတွေမှာထိထင်းဝင်ဝင်ပါဝင်ခဲ့တာကြောင့်1980နောက်ပိုင်းကာလတွေမှာထောင်ဒဏ်နှစ်20ကျော်ချမှတ်ခံခဲ့ရပါတယ် 1990ပြည့်နှစ်တွင်မှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD မှာတာဝန်ထမ်းဆောင်ရင်တရားမဝင်ပါတီအဖြစ်စစ်အစိုးရကကြီးညာခဲ့တာကြောင့်ပါတီဖျက်သိမ်းခဲ့ရပါတယ်။အဲဒီနောက်ပိုင်း2010ပြည့်နှစ်ရွေးကောက်ပွဲကာလမှာရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP မှာအထွေထွေအတွင်ရင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ RNDP နဲ့ ALD ပါတီတို့ကို2013ခုနှစ်မှာရခိုင်အမျိုးသားပါတီ ANP ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းရမှာဥဆောင်ပါဝင် ခဲ့သူတဦးလည်းဖြစ်ပါတယ်။အဲ့ဒီနောက်2015ခုနှစ်ရွေးကောက်ပွဲမှာ ANP ပါတီကိုစားပြုပြီးမရဦးမျိုးနဲ့ပြည်သူလွတ်တော်ကိုစလေအဖြစ်ရွေးကောက်ခံခဲ့ရပြီးတော့ထင်ရှားတဲ့ရခိုင်နိုင်ငံရဲ့သမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒီ RID အဲကြောက်တာဘွားကလေးကဆရာနာရှင်ပြုတ်ချရေးအတွက်ပေါ့နော်နောက်ဒီမိုကရေစီရဲ့အတွက် တပ်ပွဲဝင်ခဲ့တဲ့ပုံကတရားဖြစ်တယ်။ဒီ2015လက်တော်မှာဒီမြောက်မြို့နယ်မေဆန္ဒနယ်ကပြည်သူ့လက်တော်အိုစလီတယောက်ဖြစ်တယ်။ဒါပေမဲ့သူကနိုင်ငံရေးကိုအကြောင်းပြုပြီးတော့သူမိသားစုသူကျိုးစီပေါ်ဘယ်တော့မှမလုခဲ့တဲ့တကယ်လူငယ်တွေအတွက်စံပြထိုက်တဲ့ပုံကိုတယောက်ဖြစ်တယ်ပေါ့။နောက်ဒီဆရာရဲ့ဆုံဆုံမှုဆိုရင်တော့ဒီရခိုင်တမျိုးသားလုံးတာမကောက်ဘူးလေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဒီပြည်တွင်းစစ်ချုပ်ကြီးရေးနောက်ပြီးတော့ Federal Democracy နိုင်ငံတော်ထူထောင်ရေးအခန့်ကဏ္ဍတွေအတွက်ပါအာစုံစုံနစ်နာတယ်လို့ကျွန်တော်ကတော့အဲ့လိုခံယူပါတယ်ခင်ဗျာဒါအပြင်2020တခုနှစ်စစ်တပ်အာဏာသိမ်းချိန်နောက်ပိုင်းကာလတွေမှာ ULAAA ရဲ့ဗဟိုနိုင်ငံရေးမှုအဖြစ်သူကိုယ်လှယ်တဲ့အချိန်ထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ် ဥဥလာစောကွန်လန်တော်တဲ့အပေါ်ပြည်သူလွတ်တော်အမဲဟောင်းတူဦးဖြစ်တဲ့ဥပေတန်ကတောင်သားဘောကနေနောက်ဆုံးဘောတက်တန်းကုံဆုံးတဲ့အချိန်ထိစစ်မှန်တဲ့နိုင်ငံရေးသမားတယောက်အဖြစ်ရက်တည်တော်ခဲ့တဲ့ဆရာကိုအထူးလေးစားဂုဏ်ယူပါရစေ။ဆရာရဲ့သမိုင်းကကျွန်တော်တို့ရဲ့အရင်ထဲမှာဘတော်မမေမပြောက်ဆွေးထင်ကြဲရင်မှဖြစ်ပါတယ်လို့ရေးသားထားပါတယ်။ သူဟာနိုင်ငံရေးအတိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်တော်လေရေးအတိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်လူငယ်တွေအတူယူစီရဆံပြခေါင်းဆောင်ကောင်းတူဖြစ်တယ်လို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကပြောပါတယ်ကျွန်တော်တို့ကိုနိုင်ကွာငယ်ဘဝမှာအားကျခဲ့တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်အဲငယ်စဉ်ကျောင်းသားဘဝကနေပြီးတော့အခုအသက်ကွယ်လွန်ချိန်ထိပေါ့နော်တဘဝလုံးကိုမြန်မာနိုင်ငံအရေး ဒီမိုကရေစီအရေးနောက်ဒီရခိုင်အမျိုးသားတွေရဲ့နေပြီးတော့နိုင်ငံရေးရပိုင်ခွင့်တွေအတွက်သူဟာနေပြီးတစ်သက်လုံးကိုတိုက်ပွဲဝင်သွားတဲ့ကောင်းဆောင်တစ်ယောက်လို့ကျွန်တော်ပြောရှင်းပါတယ်ခင်ဗျာ ဒီနိုင်ငံရေးထဲမှာပါပြီးတော့ဒီပါတီတွေလွတ်တော်ကိုယ်စားလှယ်တွေဖြစ်ပေမဲ့ကိုဂျိုးမကြည့်ဘဲနဲ့သူ့သူမျိုးသူ့ပြည်အချို့အတွက်ရဲရဲတောက်နေပြီးတော့လွတ်တော်ထဲမှာပဲဖြစ်ဖြစ်တခြားနိုင်ငံရေးအဝန်းဝန်းမှာပဲဖြစ်ဖြစ်မမမမရတိခဲ့တယ်ကျွန်တော်တို့အနာဂတ်ရထိုင်ပြီးအတွက်နော်နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်ဒေါ်လာရေးနယ်ပယ်မှာဖြစ်ဖြစ်လုံးဝအတူယူအားကျစရာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုတော့ပြောချင်ပါတယ်ခင်ဗျာ ဦးဦးလာစွာကွလန်တော်တဲ့အပေါ်ခြေကွေဝင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကမေလ9ရက်နေ့မှာဝင်နေကြောင်းတဝန်လော်ထုတ်ပြန်ထားသလိုတိုင်းရင်သားလူမျိုးစုလက်နက်ကင်တွေနဲ့နိုင်ငံရဲ့အတိုင်းအဝိုင်းမှာလည်းတိုင်းပြည်အတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ရေးသားများဝေနေကြပါသည် ဦးဦးလာစောကို1953ခုနှစ်မေလ28ရက်နေ့မှာမှွေးဖော်ခဲ့ပြီးတော့မောင်ခိုင်အောင်စစ်တွေကလောင်အမိနဲ့ကြပြတွေအစေးတွေတချင်းတွေကိုရေးသားခဲ့သူတယောက်လည်းဖြစ်ပါတယ်။ကျမကေခိုင်ပါ။ဒီဘက်ကတက်မတော်ကလည်းဟာမင်းတို့လောက်တော့ပြင်းနေကွာတိုက်ကွာချ။အာငါတို့လည်းကြိုက်တယ်ချ။အဲ့တော့ဗျာဘူးဝင်လည်းပြောရင်တိုက်ရင်သေးကြတာပေါ့သေးတဲ့လူကသေးပေါ့ဗျာဆုံးညွန့်လို့ဆုံးကျွန်တော်မျိုးဦးလည်းပါသွားရင်ပါလောက်မယ်။ချမ်းသာတာကတော့လင်းနဲ့ပွဲစားတဲ့ချမ်းသာသွားလိမ့်မယ်။